Hello everyone, welcome back. ဒီနေ့ကတော့ကျွန်တော်တို့ unit 83 a lot much money ဆိုပြီးတော့ဒီခေတ်လေ့လာမှာဖြစ်တယ်။ဒါကြီးလဲကျွန်တော်တို့ပြောမယ်ဆိုရင် quantifier တွေပဲအရေးအတွက်ကိုပြတာတွေပဲပေါ့နော်။အဲ့မှာဆို a lot ဆိုရင်အများကြီး much ကလည်းအများကြီး money ကလည်းအများကြီးအများကြီးတွေများနေတယ်ဘာတွေကွာွားလဲပေါ့။ကြည့်ကြည့်မယ်ဆိုလို့ရှိရင်နော် a lot of money ပတ်စံတွေအများကြီးတဲ့ not much money ပတ်စံတိတ်ပြီးမများဘူး a lot of book စာအုပ်တွေအများကြီး not many books စောင်းတည်းအများကြီးတော့မဟုတ်ဘူး okay ဒါဆိုရင်ကျွန်မကြည့်မယ်ဆိုရင် ရှင်းပါတယ် we use much plus uncountable noun တတိထားပါ much ကို uncountable noun နဲ့သုံးတယ်ကျွန်တော်ဒီမှာကြည့်ကြည့်အောင်ပတ်သက်ဆိုတာကရေတွက်လို့ရတဲ့အရာ မဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က uncountable noun ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ much နဲ့သုံးပါမယ်ဒီဘက်မှာကျတော့ we use many plus plural noun many ကကြတော့ plural noun အများကြီးနဲ့သုံးတယ် countable noun နေနဲ့သုံးတယ်ပေါ့နော်ရည်တွက်လို့ဟိုဟိုအများကြီးဆိုတဲ့ကရည်တွက်လို့ရလို့ရည်တွက်လို့ရပြီဆိုတဲ့ဟိုကအများကြီးဆိုတော့အဲ့ဒီတော့ကျွန်တော်တို့ကအများကြီးဆိုလို့ရှိရင်ရည်တွက်လို့ရလို့ရှိရင် plural noun many နဲ့သုံးပါမယ် plural noun တွေကို many နဲ့သုံးမယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီမှာကြည့်ကြည့်ပါဦးစာအုပ်တွေဆိုတာကရည်တွက်လို့ရတဲ့အတွက်ကြောင့်မလို့ many နဲ့သုံးထားတာဖြစ်ပါတယ် ဲ့တော့အောက်ကအိမ်စံလေးတစ်ချက်ကြည့်ကြည့်အောင် Did you buy mash food? သင်အစားအသောက်တွေအများကြီးဝယ်ခဲ့လားအစားအသောက်ဆိုတဲ့ရာကရည်တွက်လို့မရတဲ့အတွက် mash နဲ့သုံးပါမယ်နောက်တစ်ခုမှာဆိုရင် We don't have mash luggage ကျွန်တော်တို့စီမှာ luggage တွေတိတ်မရှိဘူး luggage ကလည်း size စုံ gain စုံရှိတဲ့အဟာမျိုးဆိုတဲ့အတွက်ကြောင့်မလို့ uncountable ရဲ့ရောက်သွားတဲ့အတွက် mash နဲ့သုံးပါမယ်။နောက်တစ်ချက်မှာဆိုရင်တော့ how much money do you want? ဒီပတ်စံဘလောက်များများတင်လို့ချင်တာလဲ much money money က uncountable noun ဖြစ်တယ်အဲဒါကြောင့် much နဲ့သုံးပါမယ်နောက်တစ်ခုကဆိုရင်တော့ do you have any money ဒီတိုင်းပဲ money ဆိုတဲ့အတွက်ကြောင့်လို့ဒီလိုပဲသုံးမယ် i have some အချို့တော့ရှိတယ် but not much အများကြီးတော့မဟုတ်ဘူးနောက်မှ noun ထပ်လိုက်လို့ရပါတော့ i have some but not much money ဆိုပြီးတော့ပြောလို့ရပါတယ် okay ဒီဘက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က many ကိုတုံးထားပါတယ် many ဆိုလို့ရှိရင်တော့ countable plural noun နေနဲ့သုံးပါပါเนาะ count အဲ plural ဖြစ်တယ်ဆိုတာကအများကြီးဖြစ်တယ်ဆိုတာက countable ဖြစ်လို့ပေါ့เนาะရည်တွက်လို့ရနိုင်လို့အများကြီးစီကိုရောက်သွားတာအဲဒါကျွန်တော်တို့ဟိုအများကြီးဖြစ်တဲ့အရာတွေဆိုလို့ရှိရင်ကျွန်တော်တို့က many နဲ့သုံးမယ်အဲဒါကြည့်အောင် did you buy many books သင်စာအုပ်တွေအများကြီးဝယ်ခဲ့လား both countable ဖြစ်ပါတယ် so we don't know many people ကျွန်တော်တို့တွေကလူအများကြီးကိုမသိပါဘူး people accountable ဖြစ်တယ်။နောက်တစ်ကြောင်းမှာတော့ how many photos did you take? တပုံဘလောက်များများသင်ရိုက်ခဲ့တလေ။နောက်တစ်ကြောင်းနေနဲ့ကတော့ do you take any photos? သင်တပုံတွေများရိုက်ခဲ့သေးလား။ I took some ကျွန်တော်အချို့တော့ရိုက်ခဲ့တယ်။ but ဒါပေမဲ့ not many အများကြီးတော့မဟုတ်ဘူး။ဒီမှာလည်းဒီတိုင်းပဲအနောက်မှာ photos ထည့်လို့ရတယ်။ not many photos ဆိုပြီးတော့ပြောလို့ရပါတယ်။ โอเคအဲ့တော့တစ်ချက်ကြည့်ကြည့်မယ်ဆိုရင် we use a lot of plus both type of noun both types of noun နှစ်မျိုးလုံးနဲ့သုံးတယ် countable နဲ့လည်းသုံးတယ် plural နဲ့လည်းသုံးတယ် uncountable နဲ့လည်းသုံးတယ်ဆိုအဲ့တော့ကျွန်တော်တို့ a lot a lot ကတော့ a lot of ကတော့ general ဟာအကုန်လုံးနဲ့သုံးလို့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အပေါ်မှာထပ်ပြီးတော့ကြည့်မယ်ဆိုရင်လေ a lot of money a lot of books ဆိုပြီးတော့ဖြစ်နေတာပေါ့နော် okay အဲ့တော့ထပ်ကြည့်ကြည့်အောင် we bought a lot of food ကျွန်တော်တို့စားတောက်တွေအများကြီးဝယ်ခဲ့တယ် we bought a lot of books ကျွန်တော်တို့စာအုပ်တွေအများကြီးဝယ်ခဲ့တယ် okay တကူက uncountable တကူက countable နောက်တစ်ကြောင်းမှာတော့ Paula doesn't have a lot of free time Paula မှာအားလုံးချိန်အများကြီးသိမရှိဘူးနောက်တစ်ကြောင်းကတော့ did they ask a lot of question သူတို့မိကုန်နေအများကြီးမေးခဲ့လားမိကုန် accountable ဖြစ်တယ်အဲ့တော့ဒါမဲ့လည်းကျွန်တော်တို့ a lot နဲ့သုံးတဲ့ a lot of နဲ့သုံးတာဖြစ်တဲ့အတွက်ကိစ္စမရှိပါဘူး we say ပြောပါတယ် there is a lot of food money water uncountable တွေဆိုလို့ရှိရင်တော့ is နဲ့သုံးပြီးတော့ countable ဖြစ်တဲ့အရာတွေနဲ့ဆိုလို့ရှိရင်အများကြီးနဲ့ဆိုရင်တော့အားနဲ့သုံးအောင်ပါမယ်အားဆိုလို့ရှိရင် there are a lot of tree shops people ဆိုလို့ရှိရင် a lot of people speak ဆိုရင်လည်းသတိထားပါ subject ကအရှိမအများဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နောက်က verb ကအများကြီးကိုညှိပြီးတော့လိုက်ကြပါမယ် no space တဲ့ s မပါဘူးဆိုတော့ပြောနေတာပေါ့နော်အဲ့တော့ view တစ်ချက်ကြည့်ကြည့်အောင် we use သုံးပါတယ် much much ကိုသုံးပါတယ် in question and negative sentences မေးခွန်းနဲ့ negative sentences တွေအငင်းဝါကြတွေမှာ much ကိုသုံးမယ်ဒီမှာဆိုရင် do you drink much coffee တဲ့ coffee တော်တော်များတောက်ပါသလား coffee ဆိုတော့ကျွန်တော်တို့ရည်တွက်လို့မရအောင်မေးခွန်းနဲ့ အငင်းဝါကြရီမှာ mush ကိုသုံးတာမြင်ရပါမယ်။ Okay အဲ့တော့ထပ်ကြည့်အောင် I don't drink much coffee ကျွန်တော် coffee သိပ်ပြီးတော့အများကြီးမတောက်လို့မရှိဘူး။ But we do not often use mush in positive sentences ကျွန်တော်တို့ကပုံမှန်အဖြစ်တော့ mush ကို positive sentences တွေမှာ often တော့မကြာခဏသုံးလို့မရှိဘူး။ဘာလို့သုံးလဲဆိုရင် a lot of ကိုသုံးတယ်။ဥပမာဖြင့် I drink a lot of coffee Do you drink much coffee? တင်း coffee များတောက်လား? Yes, a lot. ဒါမှမဟုတ် Do you drink a lot of coffee? ရပါတယ်။ So, we use many and a lot in all types of sentences. many နဲ့ a lot ကတော့ကျွန်တော်တို့ all types of sentences စာကြောင်းတိုင်းမှာသုံးပါတယ်။ countable ဖြစ်တဲ့ plural တွေအကုန်လုံးမှာသုံးပါတယ်။ဥပမာအဖြစ် we have many friends ကျွန်တော်တို့မှာတကယ်ကြီးနေအများကြီးရှိတယ်။ we have a lot of friends တကယ်ကြီးနေအများကြီးရှိတယ်။ i don't have many friends ကျွန်တော်မှတကယ်ချင်းနေအများကြီးမရှိဘူး a lot of friends နော်တကယ်ချင်းအများကြီးမရှိတူတူပါပဲ do you have many friends a lot of friends တိတ်မှတကယ်ချင်းအများကြီးရှိလားဆိုပြီးမေးမယ်စေမှာကြည့်မယ်ဆိုလို့ရှိရင်တော့ you can use သုံးလို့ရပါတယ် much and a lot without a noun much နဲ့ a lot နဲ့ကို noun မပါဘဲနဲ့ noun မပါဘဲနဲ့သုံးလို့ရပါတယ်ကြည့်မယ်ဆိုလို့ရှိရင်တော့ amy spoke to me အင်္ဂလိပ်ကျွန်တော်စကားပြောခဲ့တယ် but ဒါပေမဲ့ she didn't say much သူမကအများကြီးတော့မပြောခဲ့ဘူးနောက်ကြောင်းပါတော့ do you watch tv much သင် tv ကိုအများကြီးကြည့်လား no not much อืมသင်မကြည့်ဘူးနောက်မှာတော့ကျွန်တော်ထပ်ထည့်လို့ရအောင်เนาะ not much tv not much things ဆိုပြီးတော့နောက်ကြောင်း we like films ကျွန်တော်ရရွှေရှင်ကိုကြိုက်တယ် so we go to the cinema a lot ကျွန်တော်တို့တွေက ရုပ်ရှင်ကိုကြိုက်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရုပ်ရှင်ကိုအများကြီးတွားတယ်နောက်တစ်ကြောင် I don't like him very much ကျွန်တော်သူ့ကိုတိတ်မကြိုက်ဘူး Okay အဲ့တော့ exercise တွေတစ်ချက်ကြည့်အောင်အအချင်းချုပ်မယ်ဆိုလို့ရှိရင် much နဲ့ many နဲ့ရှင်မယ် uncountable noun တွေမှာ much ကိုသုံးပြီးတော့ many ကတော့ countable noun တွေမှာသုံးမယ် a lot of ကတော့နှစ်ခုလုံးမှာလိုက်လို့ရပါတယ် Okay. ပြီးတော့ match ကကြတော့ negative နဲ့ question တွေမှာအသုံးမရပါဘူး။တစ်ချက်ကြည့်ကြည့်အောင်။ number 1မှာ did you buy match food? food ဆိုရဲဟော accountable ဖြစ်တဲ့အတွက် match ကိုသုံးမယ်။သင်စားတော့ဒီအများကြီးဝယ်ခဲ့လား။နောက်တစ်ခုမှာတော့ number 2 they aren't are လဲတွေ့ပြီ hotels လဲတွေ့ပြီဆိုတော့သိကြပါရဲ in this town. အဲ့တော့ many hotels in this town. နောက်တစ်ကြောင်းကြည့်မယ်ဆိုရင်တော့ we don't have ကျွန်တော်တို့မှာမရှိပါဘူးတဲ့ဘာမရှိရလဲ petrol ဆိုတော့သိကြတယ် c c ဆိုတဲ့အရာရည်လို့မရတဲ့အတွက်ကြောင့်မလို့ much petrol အဲ့တော့ number 4ကြည့်ကြအောင် where there people on the train ရထားပေါ်မှာလူတွေရှိကြလားဆိုတော့လူဆိုတာရည်တွက်လို့ရတယ်ဆိုတော့ဒါကြောင့်မလို့ many people ရထားပေါ်မှာလူတွေအများကြီးရှိကြလားကျွန်တော်လေးတွေစက်ဖြည့်ကြည့်ပါပြီးတော့ရင် how right how much how many how much how many ကိုပြေးပြပါတယ်အဲ့တော့ရေးတက်လို့ရရဆိုလို့ရှိရင် how many ဖြစ်ပြီးတော့ရေးတက်လို့မရရင် how much ဖြစ်ပါမယ် people သိကြတယ် milk bread players အဲ့တော့ဒါလေးဖြေးပြပါ83.2ကြည့်မယ်ဆိုလို့ရှိရင်တော့ complete the sentence စာကြောင်းတွေကိုပြည့်စုံတော့ရေးပါ use သုံးပေးပါ match of money match တမမို့ money ကိုသုံးပေးပါ with these words ဒီစာလုံးတွေနဲ့သုံးပေးပါတဲ့။ဒါဆိုရင် books ဆောင်းတဲ့ countries နိုင်ငံတွေ language ဘာသာစကား people လူတွေ time အချိန် times အချိန်ရေ number 1 i don't read very much ကျွန်တော်များသိပြီးတော့စာအုပ်မဖတ်ဖြစ်ဘူး i don't have many books ကျွန်တော်မှာစာအုပ်တွေအများကြီးမရှိဘူးစာအုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ many နဲ့သုံးမယ် number 2 hurry up မြန်မြန်လုပ် we don't have ဘာမရှိတာလဲဆိုတော့အချိန်မရှိဘူးအဲ့တော့ဒါအချိန်ကိုသုံးမယ်နောက်ကတော့အချိန်ရေးပေါ့နော်အဲ့တော့အချိန်ရေးမဟုတ်ဘူးအချိန်ကိုသုံးမယ်ဆိုတော့ time ကိုသုံးလိုက်ပြီတိတ်ကြတဲ့အချိန်ဆိုတာအချိန်အချိန်ဆိုတာကတော့ရည်တွက်လို့မရတဲ့အတွက်ကြောင့်မလို့ we don't have much time ကိုသုံးပါမယ် much ကိုသုံးပါပေါ့နော်ဆိုလို့ရှိရင်3 4 5 6တက်ပြီးတော့ဖြည့်ကြည့်ပါ83.3ပါဆိုရင် complete the sentence စာကြောင်းတွေပြည့်စုံစွာဖြည့်ပါ use a lot of plus these words a lot of တဲ့ဒီစကားလုံးတွေကိုသုံးပြပါရတယ် accidents ရင်တိုင်းမှုမတော်တဆမှု books out fun ပြောစရာ interesting things စိတ်ဝင်စားစရာကောင်းသောအရာများ traffic ကားပိတ်ခြင်း number 1 I like reading. ကျွန်တော်စာဖတ်ရတာကြိုက်တယ်. I have a lot of books. ကျွန်တော်မှာစောင့်တည်းအများကြီးရှိတယ်. Number 2, we enjoyed our visit to the museum. ကျွန်တော်ရဲ့ museum ကိုသွားလည်တဲ့ဟာကိုအရင်အောင်နှစ်သက်ခဲ့တယ်. We saw a lot of ဘာတွေတွေ့ခဲ့လဲဆိုရင် interesting things တွေတွေ့ခဲ့တယ်နော်ကျန်တာလေးတွေအဲ့ဒီတော့ဆက်ဖြည့်ကြည့်ပါ83.4မှာဆိုရင် a son of these sentences ဒီစာကြောင်းတွေရဲ့အချို့မှာ much is not natural much က natural တဘာဝမကြနိုင်ဘူးတဲ့ change the sentences or write okay စာကြောင်းတွေကိုပြောင်းပါဒါမှမဟုတ်လို့ရှိရင် okay လို့ရေးပါ number 1 Do you drink much coffee? Okay, coffee uncountable ဖြစ်တယ်ဆိုတော့ much နဲ့သုံးလို့ရတယ်။ Okay. I drink much tea. ကျွန်တော်တို့က positive sentence မှာ much ကိုမသုံးလို့သုံးတာမရှိဘူး။ကျွန်တော်တို့က much ကိုအငင်းဒါမှမဟုတ်မေးခွန်းမှာပဲသုံးတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာနည်းနည်း natural ဖြစ်မနေဘူးပေါ့နော်။အဲဒါကြောင့်မလို့ I drink a lot of tea လို့သုံးပါမယ်။ Number 3ကိုကြည့်မယ်ဆိုရင်နော် It was a cold winter. ဒါကအရန်ကိုအေးခဲ့တဲ့စောင်းရာသီပဲ။ we had ကျွန်တော်တို့မှာရှိခဲ့တယ် much snow ကျွန်တော်တို့မှာနေ့နေ့အများကြီးရှိခဲ့တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့တရား positive sentence ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ much နဲ့မသုံးဘဲနဲ့ a lot of snow နဲ့သုံးမယ်4 5 6 7 8ထပ်ပြီးတော့ဖြည့်ကြည့်ပါဦး83.5ကိုကြည့်မယ်ဆိုလို့ရှိရင် write sentences about these people ဒီလူတွေအကြောင်းကိုကျွန်တော်တို့စာကြောင်းရေးပေးပါတဲ့ use သုံးပေးပါ much and a lot much တမမို့ a lot ကိုသုံးပေးပါ နံပါတ်1မှာဆိုရင်တော့ James loves film James ကရုပ်ရှင်ကိုကြိုက်တယ်အဲ့တော့ကြောင့်မလို့ go to the cinema ရုပ်ရှင်ကိုသွားရဆိုတော့ he goes to the cinema a lot သူရုပ်ရှင်ကိုမကြာခဏသွားတယ်နံပါတ်2 Nicola thinks TV is boring Nicola က TV ကပြင်းစရာကောင်းတယ်လို့ထင်တယ်တဲ့အဲ့တော့ watch TV TV ကြည့်ရဆိုရင် तू မ TV မကြည့်ဘူးဆိုတဲ့အတွက်ကြောင့်မလို့ she doesn't watch TV much not ပါတယ်အငင်းစာကြောင်းဖြစ်တဲ့အတွက် much နဲ့သုံးပါမယ်နံပါတ်3မှာဆိုရင် Tiner is a good tennis player Tiner ကတော့ကောင်းမွန်တဲ့ tennis ကစားသမားတစ်ယောက်ဖြစ်တယ် she သူမက tennis ကိုအရင်ကစားဖြစ်တယ်ဆိုတော့ she plays play မှာ s ထည့်ပါမယ် she subject အနေဖြစ်တဲ့အတွက်ကြောင့်မလို့ she plays tennis match ဖြစ်မလား a lot ဖြစ်မလားဘောနော်ကျွန်တော်တို့ဒီစာကြောင်းမှာ not မပါဘူးဆိုတော့အတွက်ကြောင့်မလို့ positive စာကြောင်းဆိုရင် a lot နဲ့သုံးမယ်เนาะ she plays tennis a lot okay အဲ့တော့ channel လေးလေးဖြည့်ကြည့်ရင်းနဲ့ဒီ unit ကနေပြီးတော့တခုခုအကျိုးရှိတာလေးလေ့လာနိုင်ပြီလို့မျှော်လင့်ပါတယ် have a nice day see you on next unit stay strong stay safe bye bye